ရင်္ဂလာပါမနေ့ပြန်ခုနှစ်သားရမီများအတွက်တင်းရတာစောင်းရင်ရှောင်းများကိုစတင်ပြောကြားပြပါတော့မယ်တနင်္ဂနွေသားရမီများအတွက်ယနေ့မှာတော့အလုံးမှာစိတ်မပါပဲဖြစ်နေတတ်ပါတယ်လျှက်စစ်ပစ္စည်းများပြုပြင်ပြင်ဆင်ရတတ်ပါတယ်လူမျိုးကြပါတာကြတွေရဲ့အကူအညီအထောက်ပံ့တွေရရှိပါလိမ့်မယ်ငွေကမ်းတော့ကောင်းပါတယ်ကိုလတ်ရရနာမျိုးတွေဖြစ်တတ်ပါတယ်အချင်းချင်းမှာတော့အထင်မြင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ် တလေးပါတယ်ကနန်းများချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဆိုင်ရောက်တဲ့နေရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိအိမ်ရပြမှာပေါင်ပေါင်၅ချက်ကတ်လို့ပူဇော်ပေးပါ။တနင်္လာသားသမီးများတော့ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့ရဝေးရနေအဆက်အသွယ်ကောင်းများရရှိပါလိမ့်မယ်။အလုံးနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အထူးကောင်းမွန်တဲ့နေ့လေးဖြစ်ပါတယ်။လက်မှာထိခိုက်တန်ရာရသပါတယ်။အချိန်ရင်းမှာတော့စိတ်လိုမကြစရာတွေများနေတတ်ပါတယ်။ဝေကျင်းနဲ့ပတ်သက်ပြီးတော့စကားပြောဆိုဖြည့်ရှင်းပေးရတတ်ပါတယ်။ ကိုးငါပါတဲ့ကလမ်းများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့နီညိုရောင်နဲ့ညိုရောင်ဖြစ်ပါတယ်။ရေနေရာအနေနဲ့ကတော့မိမိအိမ်ရဖျားမှာရွှေတမင်းကလို့ပူဇော်ပေးပါ။အင်္ဂါသားသမီးများတော့ယနေ့မှာတော့အလုံနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့စကားပြောဆိုဖြည့်ရှင်းပေးရတတ်ပါတယ်။ငွေကတော့စီလိုပေါက်ရှာပြီးတော့ထွက်နေတတ်ပါတယ်။အထလူကြီးအကြီးငယ်များတော့စိတ်ညစ်ရတတ်ပါတယ်။ခေါင်းသချံကိုက်တတ်ပါတယ်။ချစ်တူရဲ့အထင်ရွှဲဆွဆွဲခြင်းကိုခံရတတ်ပါတယ်။ အားရှက်ပါတဲ့ကနန်းများအချိုးပေးပြီးတော့ကံကောင်းတဲ့အရောင်တော့ညိုမိုင်းတဲ့အရောင်နဲ့မရရအောင်ဖြစ်ပါတယ်။ရေရရာနေနေရတော့မိမိအရာဖျက်မှာနှင်းစီပန်းကတ်လို့ပူဇော်ပေးပါ။ဘုဒ္ဓဦးသားရမီများဆိုယနေ့မှာတော့အလုံမှာမျောလင့်မထလောက်အောင်အောင်မြင်သုတ္တမှုများနဲ့ကြုံတွေ့ရတတ်ပါတယ်။ငွေကန်ချေးကန်လည်းလွန်ကောင်းတဲ့နေ့တွေဖြစ်ပါတယ်။အဖက်ဖက်ကနေပြီးတော့ကံအခွင့်လန်းကောင်းပါတယ်။ဘာပဲလုံလုံရဲတာလုပ်ပေးပါ။ဘိုင်အောင်ပိုက်တာဖြစ်တတ်ပါတယ်။အချိန်ရင်းမှာတော့တာယာနေပါလိမ့်မယ်။ နှစ်လေးပါတဲ့ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်းတဲ့ငွေရောင်ဖြစ်ပါတယ်။ရေရီအနေနဲ့ကတော့မိမိရံဖျားမှာကောင်းချင်းမောင်းကတ်လို့ပူဇော်ပေးပါ။ကြာရပရိသရမီများတော့ယနေ့မှာတော့အလုံးမှာနာမည်ကုန်သတင်းကြော်ကြားပါလိမ့်မယ်။အလုံးနဲ့ပတ်သက်ပြီးတော့ကံအခွင့်လမ်းဖက်ဖက်ကနေပြီးတော့ကောင်းပါတယ်။စီးပွားရေးလူမှုရေးကိစ္စများအားလုံးအဆင်ပြေနေပါလိမ့်မယ်။ကိုလက်ရရန်တာမျိုးတွေဖြစ်သက်ပါတယ်။ချစ်တူစရာနေပြီးတော့သတင်းကောင်းများကြားသက်ပါတယ်။ ငါးကိုးပါတဲ့ခဏိုင်းများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဝါရောင်နဲ့နဲ့ရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိအိမ်ရာဖျားမှာမွေးငါးကတ်လို့ပူဇော်ပေးပါ။တောက်ကြသားမိများတော့ယနေ့မှာတော့အဖက်ဖက်ကနေပြီးတော့ကံအခွင့်လန်းလွန်ကောင်းတဲ့နေ့တွေဖြစ်ပါတယ်။အာယုံကြောမျက်စိနဲ့ပတ်သက်ပြီးတော့ဝေဒနာခံစားရတတ်ပါတယ်။အချင်းချင်းမှာတော့ကြည်နူးချမ်းမြေ့စရာများနဲ့ကြုံတွေ့ရတတ်ပြီးတော့အိမ်တော်ရင်မှာတော့အဆင်မပြေမှုလေးတွေများနေတတ်ပါတယ်။ခေါင်းမူကောင်းကైဖြစ်တတ်ပါတယ်။ ၃ချစ်ပါတဲ့ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းတဲ့ရအောင်တော့အပြာရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရေဖျက်မှာကောင်းချီးမောင်းကပ်လို့ပူဇော်ပေးပါ။စနေသားရမီများတော့ယနေ့မှာတော့ငွေကရွှေကလွန်ကောင်းတဲ့နေ့တွေဖြစ်ပါတယ်။မိတ်ဆွေရင်ဆရာရင်များနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ဆရာစိတ်ရှုပ်ဆရာများကြုံတွေ့ရတတ်ပါတယ်။ချစ်သူစရာနေပြီးတော့သတင်းကောင်းများကြားရတတ်ပါတယ်။ဆွေမျိုးသားချင်းအောက်လငယ်သားများနဲ့ပတ်သက်ပြီးတော့မင်္ဂလာသတင်းများကြားရတတ်ပါတယ်။စီးမျက်စိဒုက္ခပေးတတ်ပါတယ်။ နှင်းလေးပါတဲ့ကရမ်းများအချိုးပေးပြီးတော့ကန်ကောင်းတဲ့ရောင်တော့အဖြူအောင်ဖြစ်ပါတယ်။ရေရရာအနေနဲ့ကတော့မိမိအရာဖျားမှာမွေးငါကတ်လို့ပူဇော်ပေးပါ။အားလုံးကျမ်းမှချမ်းသာကြပါစေ။